တော်လည်းပါတယ်တကယ်လောက်တဲ့အဖွဲကိုတကယ်လောက်တဲ့အဖွဲတွေကနော်ဘုံတုတ်ထိုင်ပြီးတော့ဝိပန်နဲ့တိုက်ခိုက်ခြင်းနော်အဲကြောင့်ကိုလည်းရကြတာဒီထဲကိုမနေ့တနေ့မှဝင်လာတယ်ဆိုတော့ကိုယ့်ခင်တဲ့လူကအစားပြောတယ်နော်အဲ့ဘက်ငါရင်နာရင်နာတိုင်းနေတို့ကိုစဉ်းစားတိုက်တယ်ငါတို့ရန်ပေါ်မှာထွက်ခဲ့ရပန်းခံခဲ့ရတဲ့လူတွေလူတွေတို့တနေ့ဝတ်လည်ပါစီလို့ပဲငါဆုတောင်းတယ်လက်ရှိများလုံးမဲမလာပါဒီနေ့မှတော့ကျွန်တော်ကိုတော်မျိုးငယ်ရဲ့တနေ့တောင်းချက်လေးတွေကိုနားမထောင်ခင်ပါဒီဗရမတရားတော့ဒါကြည်ကွင်းနေပြီနော်တိုးလေးရောက်ပြီးတော့ပောက်ကွင်းနေတာဗျာနော်ဒီလူတွေကိုလည်းချိန်စေ ချင်းချင်းရဲပေါ်ရဲပဲသူတို့ရဲ့ဒါပထမအချင်းချင်းပေါ့နော်ပထမအချင်းချင်းကိုလည်းအမြင်နေမကြည့်ပဲနဲ့ပောက်ကွင်းနေတဲ့ဗီဒီယိုဖိုင်လေးပဲဖြစ်ပါတယ်ကျွန်တော်နားထောင်ကြအောင်ခင်ဗျာ။ဒါရေးအများကြီးပြောရင်အမားကြီးအများကြီးပတ်မှကြလို့အဲ့လိုအများကြီးမပြောတော့လဲလူနားမလဲတဲ့ဟာရှိနေလူပြောပြောပြနေတာနော်။လူလူနားလေလို့ရှိရင်ခုလောက်ဆိုရင်အာနာရှင်လူလဲဝါကြီးတကယ်လူကတိုက်တကယ်လောက်တဲ့အဖွဲတွေကဝေဖန်မှုနေကြတာကိုယ့်ဖင်ကိုရာလို့တော့မကောက်ပါဘူးတကယ်ဆောက်လို့မလုပ်တဲ့လူတွေရတာ။ တိုက်ခဲ့သူထိုင်ပြီးတော့เนาะနေနေတဲ့သူတွေကသူကဘာကိုဝေဖန်တော့တကယ်လှုပ်လှုပ်နေတဲ့လူတွေကကိုဖင်ကိုတွေရာလို့မဟုတ်ပါဘူးเนาะတိုက်ပွဲဆင်းရတာနဲ့เนาะကိုဟတ်ကိုအလုံးလုံးနေရတဲ့အတွက်သူများဝေဖန်မှုအချိန်ရှိဘူးတကယ်လုံးမလုံးနေတဲ့အဖွဲတွေကဝေဖန်တယ်အဲ့လိုအလုံးလုံးတဲ့အဖွဲတွေကလုံးတယ်တိုက်တဲ့သူကတိုက်တယ်เนาะတက်ပြီးတဲ့သူကပြီးတယ်တကယ်လုံးမလုံးတဲ့အဖွဲတွေကဝေဖန်လို့ဒီလား အာနာရှင်တွေဘာလို့အခုချိန်ကြီးငဲနေလဲသလားတချို့လူကြီးတွေလည်းအပေါင်းမကြလို့ချို့ဝိပန်နေတဲ့ဟာတွေအချင်းချင်းဒေါ်လာရေးသမားတွေရောဖောက်ဖို့ရောအကုန်လုံးမပြောဘူးတချို့တော့ဝါပြောတာနော်ဆောက်ချက်ရှိအာနာရှင်ဘာလို့ဒီငဲနေတာစစ်တပ်ကြီးပြန်ချင်းနေတဲ့လူတွေရှိလို့လို့အမှန်တိုင်းပြောရင်သာကြောက်မယ်နော်ငါတို့ကတော့အမှန်တိုင်းပဲပြောမယ်အကောက်ထဲကတချို့ကောင်းတွေကောင်းမတွေအကုန်လုံးမပြောဘူးချို့ထောက်ဖို့တွေနော်တချို့ပြည်သူလို့မနေဘဲနဲ့ ူများကိုဝေဖန်နေတဲ့ဟာလေးနော်အဲလိုမှခစ်ဆက်ဆက်မှာအာနာရှင်နဲ့လည်းပတ်သက်မှုမရှိသလိုခစ်ဆက်ဆက်မှာပဲစစ်ခွေးနဲ့မှလည်းငါတို့ကဖာရပ်ပါမလုပ်ဘူးနော်အဲရအောင်စောက်တင်ပြောနေတဲ့ဟာလေးနော်စောက်ခဲ့ရှိအဲ့ကိုရာတော်လှန်ရေးလုံနေတယ်မှန်တယ်ကိုကမှန်ကန်ပဲမဲ့ကိုရှင်မျိုးနော်ဒီကိုမှတော့အတိုင်းဝိုင်းတချို့ငါတို့အတိုင်းဝိုင်းကြီးခင်မှာအတိုင်းပဲ မတော်လိုင်းရေးမလုပ်ခဲနဲ့ကိုလုံးနေရင်တော့မှဟန့်တာတဲ့ဟာကြီးရှိတယ်နင်တို့လေနင်တို့လုံးနေပြီမယ်နင်တို့အမျိုးတွေနော်ဒီအနာရှင်လက်အောက်မှာကြောင်းတက်နေတဲ့ဟာကြီးနော်လက်ပြလုံးပါစီငါ့ကိုအတင်းပြောနေတဲ့ဟာကြီးနင်တို့တွေလည်းလက်ပြလုံးလို့လားနော်ကိုကိုကိုလက်ပြလုံးအောင်နေငါတို့ကတော့လက်ပြလုံးနေသလားခစ်ဆက်ဆက်မှာအနာရှင်နဲ့လည်းမပတ်သက်ခဲ့ဘူးနော်ကောင်းတဲ့တော်လိုင်းရေးသမားရောပြည်သူလူရော ငါ့ကိုမုန်းနေတဲ့သူတွေရောကြည့်ကြည့်လဲကြည့်ငါလဲထောင်ပါနားထောင်နားထောင်နေလဲနားထောင်ပါနားမထောင်နေလဲနားထောင်ပါเนาะဟုတ်တော်လည်းကြီးပါဖြင့်တကယ်လောက်တဲ့အဖွဲကိုတကယ်မလောက်တဲ့အဖွဲတွေကเนาะဘိုးတုတ်ထိုင်ပြီးတော့ဝေဖန်နေတိုက်ခိုက်တယ်เนาะအဲကြောင့်ဘိုးတော်လည်းရကြနာအာနာရှင်တွေကိုရှော့မတွက်နဲ့เนาะသူတို့ကဆောက်ကျင်ရုပ်ဒါနင်းလို့နဲ့အကျင့်ရုပ်လို့အာနာသိမ့်တာအာနာသိမ့်ကြောလဲ သူတို့ကနှံ့နေပြီတိနေပြီနော်။အဲဒီထဲကိုမနေ့တနေ့ရမှဝင်လာတယ်ဆိုတော့ကိုနဲ့ခင်တဲ့လူကအစပြောရနော်။အဲ့ဘငါရင်နာရရင်နာတိုင်းနင်တို့ကိုကျိန်စာတိုက်တယ်ငါတို့လမ်းပေါ်မှာထွက်ခဲ့တဲ့ကဖန်ခံခဲ့ရတဲ့လူတွေလူနင်တို့တနေ့ဝတ်လေပါစီလူဝင်ငါဆူတောင်းတယ်နော်တော်လန်ကြီးမှာထောက်ပံ့ထားတဲ့ဆိုပြီးမန္နကြီးနေအကယ်လုံးနေတဲ့ လူတွေလည်းအတူတူပဲအတူတူချင်းအတူတူအနှိမ်ခံရတဲ့ဘဝမှာငါကျင်စာတိုက်တယ်အခုကျင်စာတွေကတကယ်ထိနေရသလားသူများနိုင်နော်အမှန်တရားအတွက်ဒူးမထောက်ဘူးဘူးလေဟလားခုအာနာရှင်လက်အောင်မှာပဲနင်တို့ဒူးသွားထောက်နေရလေထိုင်းနိုင်ငံရောက်ပြီသူလေမလေးရောက်ပြီသူပိုဆိုးတရုတ်ပြည်သွားတဲ့ဤသူခိနှိတ်ခံရတယ်မတပုံကြီး ဘာဖြစ်လို့နုအာနာရှင်လောက်မှာဒူးဝပြန်ထောက်တာလဲဗမာနိုင်ငံမှာအာနာရှင်အစိုးမိုးတယ်လို့ပဲသူများနိုင်ငံမှာလည်းအာနာရှင်အစိုးမိုးသွားစိုးမိုးထားတဲ့အတွက်နုအာနာရှင်လောက်မှာဒူးပြန်ထောက်နေနော်ပြောတော့လဲအမှန်တရားအတွက်အတက်ကိုသတိရဲတယ်ဆိုသူများနိုင်ငံမှာထွက်ထွက်ပြေးနေကြတယ်ငါတို့မထွက်ပြေးပဲနဲ့အာနာရှင်ကိုနော်ကိုနိုင်ငံထဲမှာတင်တော်လှန်နေတာရှို့တိဖို့ငါညနေကစောက်ပိန်းနေဟုတ်ကွာ ရင်ထင်နာတယ်လို့စစ်ခွေးကိုနာတယ်လို့အာနာရှင်ကိုနာတယ်လို့နော်ဒီနိုးကိုလည်းငါပြောပြောမှာအဲ့လိုနော်ကိုကြီးနေတဲ့လူထဲမှာပဲဖွတ်ထွက်နော်အဲ့လိုနေဒီနေဒီတိုင်းမှာဒလန်ရှိနေလို့လေဒေါ်လာကြီးကအရှင်းမရောက်တာအမှန်တရားဆိုတော့နာခမှာပေါ့နော်မဖြစ်နေတာခု ဘယ်တိုင်းဘယ်နေဖြစ်ဖြစ်ဒလန်ဥမတအားပဲဖွထွက်နေတဲ့ဟာတွေတပုံကြီးနော်လိုးမှရှင်းလို့မရတဲ့ဟာကြီးဖြစ်နေခုနင်တို့ပြောတဲ့စက်တက်ကြီးပြုံးနေပြီတို့ကုန်နေပြီတို့အပြီးပြောဝင်နေပြီတို့တကယ်ပဲလားငါတို့မြို့ဖက်နေတဲ့လူလာလိန်လို့မရဘူးဟုတ်လားငါဒီလမ်းကျန်းနေဆိုငါသွားမှာပဲ တေလန်းဆိုလဲငါအသွားမှာငါတိကျင်တဲ့လူဆက်ဆူတဲ့လူနော်စူးစမ်းတဲ့လူရောအကုန်တိရယ်တိလားညိုရင်ဘယ်မျိုးဘယ်နယ်ဘယ်တိုင်းမှာဘယ်လိုခွေးတွေရှိသေးရဲဆိုခွေးတွေကနော်ခုဆိုလို့ရှိရင်မျိုးပေါ်ပြည်သူတွေလဲသူတို့ပြန်ချလို့ကြောက်လို့တောဇက်တီမှာနေတယ်ဘုံကြီးကြောင်းနေစရဲချရင်မရှိတော့ဘူးမထင်နဲ့ တချို့တော်လိုင်းရေးသမားတွေဆိုလားငါတို့ပထွေးဒီမှာအများကြီးရှိသေးပြည်သူတို့ဒုက္ခပေးတချို့ပြည်သူတွေလည်းငါရှိအကူအညီလာမတောင်းနဲ့ဘူးမှအကူအညီမပေးတော့ကိုဖြစ်ကိုခံရရှင်တော့ကတော့အကုန်လုံးအော်ကိုစိတ်နဲ့နိုင်ပြီးတနာခဲမိတဲ့ကိုစိတ်ကပဲအခုရိုင်းပြတော့မယ်ပြင်ပလိုက်တော့မယ်စာနာမှုဆိုတာလူတိုင်းနဲ့မတန်ဘူးမိတဲ့ကျွန်တော်ကကြုံလုံးမဲ့တဲ့တင်းတောင်းချက်လေးတွေကိုဆက်ပြီးတော့နားထောင်ကြည့်အောင်ခင်ဗျ ဒီမောင်းလို့ခံရတဲ့ကိစ္စနဲ့ပတ်သက်လို့ကျွန်တော်အစကတည်းကမြင်တဲ့အတိုင်းပဲစိတ်ထဲတော့မကောင်းဘူးသို့တော့အစကတည်းကမှအကင်းပါးပါးနဲ့မနေထိုင်နိုင်ခဲ့ကြဘဲနဲ့ကိုဘဝကိုရွေးချယ်ခဲ့ကြတော့ကျွန်တော်တို့လည်းဘာမှမပြောလို့ကိုလန်းကိုဆက်လျှောက်ကြရမှာပဲအဲ့တော့ PDF လူငယ်တွေအနေနဲ့ဒီချိန်မှမှနားမလည်သေးဘူးပြီးမှပြီးမှစပီလောင်းစုစုကနေပြန်ပြီးတော့မပူပေါင်းချင်ကြသေးဘူးဆိုရင်နောက်မှ PDF တွေအလောင်းဟာတိုင်းသားနေမြေတနေရာတော်ရင်တနေရာမှာလူမသိသူမသိအမြုပ်ခံရတဲ့လူတွေဖြစ်သွားလိမ့်မယ်နောက်မှနောက်မှအခုထိသဘောပေါက်ကြသေးဘူးဆိုရင် နော်ဗမာ PDF အုပ်စု PDF အများစုပေါ့နော် PDF တွေခုချိန်ထိတို့တို့သဘောပေါက်ကြတို့တို့ဘောမှာတိုင်းရင်းသားလက်နက်ကင်ဖွဲ့စည်းတို့တို့ဘောမှာထားနေတဲ့သဘောထားကိုဒီနေ့အချိန်ထိတို့တို့နားမလည်ကြသေးဘူးဆိုရင်တစ်ချိန်ချိန်သောကာလမှာတိတ်မကြသေးခင်တော့တိတ်မကြတော့တော်တော်ကာလတစ်ခုရောက်ရဲတို့တွေအလောင်းတွေကတော်ရင်းတနေရာမှာလူမသိသူမသိအမြုတ်ခံရတဲ့ဘောကိုရောက်သွားလိမ့်မယ်ကျွန်တော်အဲ့ဒါကိုမြင်နေတယ်ဒါနောက်တစ်ထပ်ပြောတာကားအရောင်ကဂူတီမတည်သေးဘူးဆိုရင် PDF လူငယ်တွေအတွက်တော့ကျွန်တော်ကတော့ပို့နေပြောရင်ဒီနေရာနေပါလဲဆိုတော့ဟိုဘာလဲဆိုတော့ဘာခေါ်လဲဆိုတော့ကျွန်တော်တို့ပေးတရားပဲနားပြီးပြင်ထားပါတယ် ကျွန်တော်ပေတရားနာပြီလို့တဏ္ဍကုံတင်ပေတရားနာပြီလို့ပြင်ထားပါတယ်တကယ်ပါဘာလို့ဆိုတော့ခင်ဗျားတို့တက်မလို့ကတော့ခင်ဗျားတို့တက်မှာမဟုတ်ဘူးတက်ရင်ခင်ဗျားတို့အဲ့ဒီလက်နက်ကိုဖွဲ့စည်းတက်လိမ့်မယ်ဘာလို့ဆိုတော့အဲ့ဒီလက်နက်ကိုဖွဲ့စည်းနေပြီးတော့ရှိတိုင်းသားလက်နက်ကိုတိုင်းသားတွေကိုသိခါချနေတော့တိုင်းသားအမိခံထားတဲ့လက်နက်ကိုဖွဲ့ရရအဲ့ဒီမာပီရဲ့လူတို့ကိုတော်ရင်တနေရာမှာပဲတော်ရင်တောင်းနေမှာပဲနောက်ချီမှန်လို့ဖြစ်စီတနေရာချောင်းအကြောင်းတစ်ခုလုံးဝင်းတောင်းနေရတာဖြစ်စီဟိုဝချောင်းနဲ့လဲမင်းတိတတာဖြစ်စီနော်ဓာတ်နဲ့ခုတ်တတာဖြစ်စီတတ်ပြီးတော့တော်ရင်တနေမှာမြုပ်ပြီးတော့လူသူသူချောက်ပြေလို့အစချောက်ပြေလိမ့်မယ်။ဘာကြောင့်လဲဆိုတော့သူတို့ဒီသားထဲမှာဗမာတွေကြီးထွားလာမှာပေါ့ အဲ့ဒီလူတွေမလိုလားဘူးညဒါကြောင့်မလို့ကျွန်တော်ပြောတာဒါကြောင့်ကျွန်တော်ခင်ဗျားတို့ဒီ PDF လူငယ်တွေနေနဲ့ပြည်တော်စုနဲ့ပြန်ပူးပေါင်းပြီးတော့ပြည်တော်စုနိုင်ငံတော်ဒီအစိုးရနဲ့ပူးပေါင်းပြီးတော့မှတိုက်ပြည်ရဲ့ဒီဖူးမျိုးတွတ်တွေမှာတနောက်တနေမှာပြန်လည်ဝင်ပါလာကြဖို့ကျွန်တော်တိုက်တွန်းတာအချိန်ချင်းတိုက်တွန်းတာဘာလို့ဆိုတော့အဲ့လိုပြန်လည်ဝင်ပါလာရင်ကျွန်တော်တို့ကဘာပြောလူငယ်တွေအသက်တွေမသေးကြတဲ့အတွက်မသေးတော့တဲ့အတွက်ကျွန်တော်အရင်ဆုံးနံပါတ်တစ်ကဝန်တာနေရမှာတို့တိုင်းပြည်ရဲ့ဟိုအခမ်းအနားဝင်ပူးပေါင်းကြဖို့ကျွန်တော်တိုက်တွန်းပါတယ်နော်ဒါကတော့ဒီ PDF ကိုခန့်ကိစ္စကျွန်တော်ပြောတာပါအဲ့တော့နောက်တစ်ခုကကျွန်တော်တို့ဒီဒီဦးဇုံကြီးက ဗိုလ်ချုပ်ကြီးမရောက်နိုင်တာမကြိုက်ခင်မှာအဲထိုင်းကိုသွားမယ်ဆိုတဲ့တင်ပြီးအခုဒီနေ့ဆိုရင်ထိုင်း PPS အပါဝင်ထိုင်း PPS အပါဝင်နိုင်ငံတကာသတင်းမျိုးစုံကတက်လာပြီစတက်လာပြီဗိုလ်ချုပ်ကြီးမရောက်နိုင်တာထိုင်းကိုသွားမယ်ဆိုတဲ့တင်ကဘလို့ဘလို့ကနေဘလို့တက်လာလဲဆိုတဲ့မိကောင်အေးမိကောင်ကစိတ်ဝင်စားဖို့ကောင်းတယ်ဘာကြောင့်ထိုင်းကိုသွားမှလဲဗိုလ်ချုပ်ကြီးကဗိုလ်ချုပ်ကြီးကဘာကြောင့်ထိုင်းသွားမှလဲလို့မေးရင်ကျွန်တော်အားလုံးသိကြမယ်ဘင်းစတက်ညီလာခံဘင်းစတက်ဆိုတာကျွန်တော်တို့လွယ်လွယ်ပြောရရင် B ဆိုတာဘင်္ဂလားဒေ့ရှ် I ဆိုတော့ India M ဆိုတော့မြန်မာ S ဆိုတော့ DC ပေါ့ BIMS BIMSDEC Bangladesh no အာနာမည်အစလိုက်ကျွန်တော်ယူရတာရှုပ်တယ်အဲ့တော့ Thai India မြန်မာ Bangladesh Bhutan Nepal သီရိလင်္ကာစသဖြင့်ပေါ့အဲ့ဒီအဲ့ဒီဟာကိုပြောတာကဲလိုရင်းပြောရအောင်နော်ရှုပ်ချက်ကနေမှာဆိုလို့ base step ဆိုနော် base step ဆိုတာ B Bangladesh I India နော်အာ M မြန်မာနော် S S ဆိုစရိလင်္ကာ S ဆိုစရိလင်္ကာနော် G Thailand E E က E က bin step e sorry bin step ကအဲ့လိုနာမည်တောက်လဲ sorry ကျွန်တော်မှားနေလို့ bin step ကနော် bin step က Thai မြန်မာအိန္ဒိယ Bangladesh Bhutan Nepal Sri Lanka ဒါဒီနိုင်ငံတွေနဲ့ဖွဲ့ထားတာ bin step က sorry နော်အဲ့တော့အဲ့ bin step ညီလာခံကို bin step ညီလာခံကိုဘုံယုံကြီးကသွားတက်မှာဘန်ကောက်သွားတက်မယ်ဆိုတဲ့တင်ကဟို Thai ဘက်က Thai BBS ကစဖော်ပြတယ်ဆိုတော့အခြား Thai media တွေလည်းစိုက်ဖော်ပြလာတယ်ဆိုတော့တကယ်ပဲသွားတက်ကြသွားတက်မှာလားဆိုတော့ကျွန်တော်တို့ကလာမယ့် April 3ရက်ပေါ့ April 3လေးမှာတည်ရ ဆိုတော့ကျွန်တော်အမြင်ဟိုဂျုံကြီးသွားတက်ဖို့အခွင့်အလမ်းခွင့်အလမ်းပေါ်ပေါက်လာပြီလို့ယူဆတယ်ဟုတ်လို့ဆိုတော့ရခင်တို့က base step ညီလာခံတွေကိုဂျုံကြီးသွားတက်ဖို့ခက်ခဲခဲ့ပါတယ်ဒီ21အခင်းကြီးကနေစပြီးတော့2021 2023 24 4နှစ်တည်းကဂူဂျူဂျီဘင်းစတက်ကိုတွားပြီးတော့တခြားမတက်ရပါဘူး။သူရဲ့ဂူစားလွှတ်တာမျိုးတော့ပဲတိတ်ပြီးတခြားအဝေးကနေ online ဆိုတာသွေးနေတာမျိုးကြီးတိတ်ပြီးတော့တိတိမိမိတခြားတက်ခွင့်မရဘူး။ဘာကြောင့်လဲဆိုတော့ဂူဂျူဂျီကိုသူတို့ကအကုန်လုံးသက်ဆိုင်အဲ့ဒီပါဝင်တဲ့နိုင်ငံတွေတချို့ကြီးကဂူဂျူဂျီကိုစစ်ကောင်းဆောင်ဆက်အာဏာရှင်အာဏာသိမ်းထားတဲ့စစ်ကောင်းဆောင်စပြင်ဒီလိုသူကဆွဆွဲပြီးတော့ အာနိုင်ငံတကာလည်းကြည့်နေတဲ့ခါကျတော့အစောပိုင်းကာလလည်းဖြစ်တော့နေရာမပေးချင်တာဟုတ်ဗျာနေရာမပေးချင်ထိုင်ကုန်မပေးချင်ဘူးပေါ့တိုးတော်လည်းသူတို့ online ဆိုနေဆိုနေပါဘူးဟိုမှာတော့စီဝေးတပ်ဖို့အတူတွေးမရိုက်ချင်ဘူးဆိုတော့မျိုးလောက်ကြတာပေါ့ဆိုတော့အဲ့လိုလုပ်နေရင်ဦးကြီးက2025 bin step ညီလာခံရအောင်ပေါ့အတူကိုယ်တိုင်တက်ခွင့်ရမယ်တဘောဖြစ်သွားတယ်ဒါကလည်းဘယ်ရစားလဲလို့မေးရင်ကျွန်တော်အမြင်တော့တရုတ်ပြည်မှာကျုပ် Mr. Lee Chang အပါဝင်ထိုင်းဝီကျုပ်ပထမ National Water တို့အကုန်လုံးဟိုစီဝေးလုပ်ခဲ့ကြတဲ့ ်မဲခေါလန်ချန်စီဝေးမဲခေါလန်ချန်စီဝေးမှာကျွန်တော်မှတ်မိကြအောင်ပဲဘိုးကျူးမူကြီးနဲ့ဒေါ်ဘိုးကျူးမူကြီးနဲ့ဒီပထမ National Water Authority တွဲပြီးရှောက်လာတဲ့တပ်ပေါ့အဲ့တပ်ပေါ်တော့ကျွန်တော်မှတ်မိကြအောင်ပဲအဲ့ဒီမှာဘိုးကျူးမူကြီးနဲ့ပထမ National Water Authority တို့ချက်ဆွေးနွေးခဲ့ကြတယ်တကားပိတ်ဆွေးနွေးတယ်ပေါ့နော်သူတို့ရှင်ချက်ဆွေးနွေးကြတယ်ဆွေးနွေးခါမှာအဲ့ဒီမှာကလေးကပထမ National Water Authority ကကြိုးပြီးဖိတ်ခဲ့တယ်လို့ဘင်းလာမဲ့ time မှာချင်းပါမဲ့ဘင်းစတက်ကိုတော့ကျွန်မအတော်ဝင်ဖိတ်ဖိတ်ပါမယ်အဲဒီဘိုးကျူးမူကြီးကိုပြောခဲ့ပုံရတယ်ဘာလို့ဆိုတော့ဒါကြောင့်မလို့ထိုင်းဝန်ကြီးချုပ်ဖြစ်လာတဲ့ကုပထမ National Water Authority ကသူကတိကိုကိုသူတီးပြီးတော့ဖိတ်ကြတယ်လို့ကျွန်တော်တို့ကအကြံဉာဏ်ပြောလို့ရတယ်ပေါ့နော် ခုလိုတရင်ကိုပြောပြသွားတဲ့ကိုတော်များကိုလည်းကြည့်တင်ပါတယ်။ဒီဗြဟ္မကတော့သူတို့လေးပေါက်ကွင်းနေပြီနော်။ဗြဟ္မကတော့ဒီပြည်သူတွေထောက်ဖို့တဲ့ပြည်သူတွေကောင်မှဒီဗြဟ္မကပြန်ပြီးတော့ချိန်သေးနေတဲ့သဘောမှရှိနော်။ဒီသူ့ဘာသူတော်တဲ့မှာဖျံရပြီးတော့ရောက်ပြီးတော့ခုကြည့်ရတာငါပြတ်နေတဲ့သဘောမှရှိနေပဲဒီဗြဟ္မအဖွဲ့ကလीနော်။ငါပြတ်ပြီးတော့ပြည်သူတွေပြန်ပြီးတော့ချိန်သေးတာပေါ့ဗျာနော်။အာသူတို့တော်ဆိုင်ကြီးလည်းရှိမရောက်တော့စိတ်သက်တွေကြာနေတာပေါ့။ဘာမှမဆိုအဓိကစိတ်သက်ကြာလို့ပေါ့နော်။ချင်းချင်းဖွဲ့ရလဲတိုက်တဲ့ဖွဲ့တိုက်တယ်တိုက်တဲ့ဖွဲ့ကမတိုက်ဘူး။ပြည်သူတွေရဲ့အလူကတိတ် ဟိုပတ်သက်အသိမထည့်ကြဘူးအဲ့ဒီအချိန်မှာပထမကပောက်ခွဲတာပေါ့နော်တော်လိုင်းကတတိမမမှန်တာပဲဘယ်လိုလောက်အောင်မြင်နိုင်လဲပေါ့နော်